ားလုံးမင်္ဂလာပါနေ့နေအရန်ကြတယ်ဆိုတော့ဘုန်းတို့ဒီနေ့လက်ရှိကာလနဲ့အကျိုးရှိမဲ့မြတ်စွာဘုရားရဲ့ဓမ္မလေးနေငယ်မျှဝေခြင်းပါတယ်အဲ့ဒါဘာလဲလို့ဆိုတော့လက်ရှိချိန်အားလုံးကြုံတွေ့နေရတဲ့အန္တရာယ်ဒီမှာကိုယ့်အတွက်ဘာအကူစရာရှိလဲပေါ့နော်မြတ်စွာဘုရားရှင်ကဟောထားတာရှိတယ်အကျိုးရှိတဲ့တတဝါဥကျိုးကိုအကူတယ်အဆွဲရှိတဲ့တရဝအဆွဲကိုအာကိုတယ်အစိတ်ရှိတဲ့တရဝအစိတ်ကိုအာကိုတယ်လက်နဲ့ရှိတဲ့ သူကလက်နဲ့ကိုအားကိုးတယ်အဲ့တော့ဖုန်းတို့ဒီတာမန်ပြည်သူတွေမှာလက်နဲ့လည်းမရှိဘူးအစိတ်လည်းမရှိဘူးဥချိုလည်းမရှိဘူးအဆွဲလည်းမရှိဘူးအဲ့တော့ဘာအားကိုးရမလဲလို့ဆိုတော့မြတ်စွာဘုရားပေးထားတဲ့ဒီသစ္စာနဲ့မေတ္တာပဲဖြစ်ပါတယ်မြတ်စွာဘုရားရှင်ရဲ့ဖြစ်တော်စဉ်တွေကိုကြည့်မယ်ဆိုရင်လည်းဘယ်ဖြစ်တော်စဉ်ကိုပဲကြည့်ကြည့်မြတ်စွာဘုရားအောင်မြင်ခဲ့တဲ့လမ်းစဉ်အောင်မေတ္တာနဲ့သစ္စာပဲရှိပါတယ် အောင်ရင်း၈ပါးကိုလည်းကြည့်ဘယ်အောင်ရင်းကိုပဲကြည့်ကြည့်မေတ္တာပို့တယ်သစ္စာပြုတယ်အဲ့တော့လက်ရှိချိန်မှာဘုန်းတော်တာမန်ပြည်သူတွေရဟန်းတန်ဃာတွေတာမန်ပြည်သူတွေအတွက်လည်းပဲဘာအားကိုးပြီးတော့နေရမှာလဲလို့ဆိုရင်ဒီမေတ္တာနဲ့သစ္စာပဲဖြစ်ပါတယ်အဲ့တော့လက်တွေ့လေးတွေပဲဘုန်းတော်တခုရှင်းထိုးပြီးတော့ပြောပြပါမယ်ဖမုံးကဒီငငယ်လေးကသူများအသက်တတ်အာမှာ ဖြတ်အာမှာအင်မတန်ဝင်လေးပါတယ်ဆိုတော့ဟိုပါပေါ့လေ ဟိုပုရုษင်ဖြစ်တဲ့အတွက်တခြားအကုသူတွေတော့ရှိတာဒါပေမဲ့သူမရအသက်ကိုတတ်တဲ့အကုသူတော့အင်မတန်နေတယ်။ဟောဆိုကိုလည်းကြောက်တတ်တယ်အဲတနာလည်းတနာတတ်တယ်ဆိုတော့သူတို့ဘာအသက်ကိုတတ်တာကမရှိသလောက်ပါပဲလူမန်းတိရကစားဆိုမရှိပါဘူးအခုတက်တက်လို့စားတယ်ဆိုတော့လည်းတခြားမဟုတ်ထွေထူးမဟုတ်ဘူးဟိုအဲ့လိုမျိုးဩငါအသက်ရှင်မှုတဲ့သူများအသက်ကိုငါမစားတော့ဘူးဆိုတော့တန်ဋိဌာန်နဲ့ပါဟိုဘာမှဟိုထွေထူးထူးတက်တက်လို့စားတာမြင်းမြတ်လို့ ဟိုနိဗ္ဗာန်ရောက်ချောင်းဒီလိုယုံကြည်လို့မဟုတ်ပါဘူးကိုယ်တနာတဲ့စိတ်ကရုဏာတရားအခြေခံပြီးတော့မစရတာလေးဖြစ်ပါတယ်ငငယ်တော့အတွေ့အကြုံလေးတစ်ခုပေါ့နော်ဘုန်းတို့စာတန်းိုင်းမှာနေတော့ကိုရင်ကလေးတွေပေါ့အဲ့တော့17နှစ်17နှစ်သားလောက်ရှိမယ်ကလေးတွေဆိုတော့ဆော့တာပေါ့နော်ကိုရင်လေးတွေဆိုတော့ဘုန်းတို့ကျောင်းမှာလည်းကလေးတွေရှိပါတယ်ကိုရင်လေးတွေအများနဲ့ဆုံးပါတယ်အကောင်လေးတွေတွေ့ရင်တက်ချင်တက်ချင်တဲ့ကြတယ်ဥမာဖားလေးတွေပေါက်တင်ညိုလေးတွေတွေ့လို့ရှိရင်ခဲနဲ့ပြစ်တတ်တယ်ဒါကကလေးရဲ့အလေးထား အပြစ်တင်လို့မရပါဘူးဒါဆရာသမားအဆုံးမအသွန်တင်လမ်းညွှန်ပေးရမှာပါအဲ့တော့ဒီနေ့ဘုန်းတို့ဆော့နေရင်းနဲ့ဒီကိုရင်နေအားလုံးဟာတစ်ပင်သေးသေးလေးရဲ့တပင်မှာရှိနေတဲ့ပေါက်တင်ညိုလေးကိုခဲနဲ့ဝိုင်းပစ်နေတယ်ဒါဟင်္ဒရာမျိုးကအကြောင်းတစ်ကြောင်းမှာပါပဲဝိုင်းပစ်နေတယ်ဝိုင်းပစ်နေတော့ဆိုတော့အကုန်လုံးကလည်းပဲဒီပေါက်တင်ညိုလေးဝိုင်းထားတယ်ဆိုတော့လွတ်ဖို့လမ်းကမမြင်ဘူး ဆိုတော့ကိုကလည်းအကောင့်သေးသေးလေးငငယ်လေးတွေဖုန်းတော့အကောင့်သေးတယ်အကောင့်သေးတော့ကိုကတော့မပြောရဘူးပြောရင်ကိုဝိုင်းထုံးမှာလေအဲ့တော့မပြောရဘူးမပြောရတော့ပြောလဲမပြောရဘူးဒီအကောင့်လေးကိုလည်းမသေးစေချင်တနာလဲတနာနဲ့ငါဘာလုပ်ရမလဲစဉ်းစားတယ်အဲ့တော့ဒါငငယ်တော့ကလေးအတိကလေးအတွေးပေါ့နော်အဲ့တော့ဘုန်းဘာလုပ်လဲဆိုတော့ဖုန်းတော့ကဒီဇလုံသားဖြစ်တဲ့အတွက်ပြည်တော်ပြန်ကာထာကိုအလွတ်ရတယ် ဲ့တော့ EDB ပြိကတ်တဲ့အနေစံဒုက္ခနဲ့တန်တရာဘောစင်ကိုထိန်ကုန်မေဂါစတူဘရန်နဲ့သဘက်သားအင်နိုတတာသူရီတော့အော်နိုမိုမီတာနဲ့စသည့်အားဖြင့်အဲ့ဒါရွတ်တယ်ဒါရွတ်တယ်ဒါကိုအန်ရဲတခုကြုံလာပြီဆိုလဲအဲ့ဒါတန်းရွတ်တာနှုတ်ကအလိုလိုထွက်တယ်အဲ့ဒါရွတ်တယ်ရုပ်ပြီးတဲ့ခါကျဖုန်းကဘာလုပ်လဲလို့ဆိုတော့တွေးမိတာပေါ့နော်ကိုကလည်းအောင်ကြီးရှိပါးဒီပါးဒီသင်္ဇဆိုတော့ဟောမြတ်စွာဘုရားဆိုလေဒီသစ္စာဆိုပြီးတော့အောင်မြင်တယ်နာလာဂရီဆိုဆိုမေတ္တာနဲ့အောင်မြင်တယ်နောက်နောက်တစ်ခါဒီမာနဲ့ဆိုရင်သစ္စာနဲ့အောင်မြင်တယ်အစသည်အဖြစ်ပေါ့အဲ့လိုမျိုး အောင်မြင်ခဲ့တဲ့အောင်ခြင်းတွေကိုတွေးပြီးတော့ငါလည်းသက်စာစုမယ်ဒါကလေးတွေးပေါ့နော်ကလေးတွေးပြီးမယ်အင်မတန်တမ်းမှုရှိပါတယ်အဲ့တော့ဘာသက်စာစုလဲလို့ဆိုတော့ဘုန်းတော်ကဟိုအမေကိုသိချစ်တယ်ဒါဒါပို့မလင်းလင်းပြောတာငငယ်လေးတည်းအမေကိုသိချစ်တယ်အခုအမေရောကြီးမရှိတော့ပေမဲ့လည်းတနေ့မှမေ့တယ်ဆိုတာမရှိဘူးအမြဲတမ်းလည်းကောင်းမှုကုသိုလ်ပြုရဲပေါ့နော်ဆိုတော့သိချစ်တော့အဲ့ဒီချိန်တော့ကို့မှာသက်စာစုစရာကဒါပဲတော့တွေးတယ်ဘာတွေးလဲလို့ဆိုတော့ အမေကငါရမ်းချစ်တယ်အဲ့တော့ငါဒါဟုတ်ပဲငါတစ္ဆာဆိုးမယ်ဆိုပြီးတော့ဘုန်းတော်တစ္ဆာဆိုးတယ်အဲ့မြတ်စွာဘုရားတပည့်ဘုရားတပည့်တော်သည်ဘုရားတပည့်တော်အမေကိုအသက်လောက်ချစ်ပါတယ်ဗျာတကယ်လို့အမေသာအသက်အန္တရာယ်ကြုံနေရမယ်ဆိုရင်လဲလို့ရမယ်ဆိုလဲပေးနိုင်ရဲတဲ့အထိချစ်ပါတယ်ဗျာအဲ့တော့ယင်းနမမေတ္တာကိုခြေခံလိုက်တယ်ပေါ့တင်ညိုလေးပေါ်မှာလဲမေတ္တာကိုအဲထားလိုက်တယ်မေတ္တာပို့လိုက်တယ်ပြီးတော့တစ္ဆာဆိုးလိုက်တယ် ဲ့တော့အမေကိုတပီတော့အသက်လောက်ချစ်ပါတယ်ဗျာအသက်ချင်းလဲလို့ရမယ်ဆိုရင်လဲပေးချင်ပါတယ်ဗျာဤမှန်ကန်သောတစ္ဆာစကားကြောင့်ဒီပေါက်တင်ညိုလေးအသက်ဘေးမှာလွတ်ပါစေဆိုဖို့တစ္ဆာဆူလိုက်တယ်အဲ့ဒီတစ္ဆာဆူလိုက်တဲ့အချိန်မှာပဲထူးဆန်းတဲ့အဖြစ်ပြက်လေးတစ်ခုဖြစ်သွားတယ်ဘာလဲလို့ဆိုတော့ခုနပြောတဲ့အပင်လေးကသေးသေးလေးနော်ဘုံတို့ဟိုကွင်းပြင်တော့မဟုတ်ဘူးကလေးတွေကစားတဲ့ဒီနေရာလေးပေါ့အဲ့ဒီနေရာမှာအပင်ကသေးသေးလေးပေါက်တင်ညိုကလည်းဖြည်းဖြည်းကြောက်လို့တဲနေတဲ့အပင်ထိတ်ရောက်နေပြီကိုရင်းနေကုန်တော့ဝိုင်းထားတယ် ဒီပေါက်တင်ညိုကအဲအောက်ကိုပြုတ်ကြအောက်ကိုဆင်းပြေးရင်လည်းသေမှာပဲအသေးဖို့လမ်းပဲသူ့အတွက်ရှင်းဖို့လမ်းမမြင်ဘူးအဲ့တော့ဘုံတော့အဲ့လိုမျိုးအင်ပန်ကန်သောတစ္ဆာစကားကြောင့်ဒီပေါက်တင်ညိုလေးအသက်ရှင်ပါစေအဲ့လိုအဲ့လိုတစ္ဆာဆူလိုက်တယ်အဲ့ချိန်မှာထူးဆန်းတာလေးကဘာဖြစ်သွားလဲလို့ဆိုတော့ကိုရင်တစ်ပါးပေါက်လိုက်တဲ့ခက်ကြီးကြီးခဲလုံးလေးကအဲ့ဒီ ဒီတစ်ပင်ကိုနော်တစ်ပင်ကိုသွားမှန်ပြီးတော့ဘာဖြစ်လဲလို့ဆိုတော့ရင်းလွှဲပေးလိုက်တယ်လို့ဖြစ်ပြီးတော့အဲ့ပေါက်တင်ညိုလေးကဒီကိုရင်လေးကိုကြော်ကြပြီးတော့ဟိုးတစ်ပင်အကြီးရဲ့အခြေကိုသွားကြတယ်ဒီနေ့ထိအဲ့ဒီမြင်ကွေးလေးကမမေ့နိုင်ရလုံးထဲမှာဆွဲနေတယ်အပေါက်တင်ညိုလေးကကလေးလူ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 နဲ့တပင်ကြီးပေါ်တက်သွားတယ်သူအသက်ဘေးလွတ်သွားပျော်လိုက်တာဝမ်းသာလိုက်တာကလေးဘွားအဲ့ဒါအပျော်ဆုံးဖြစ်ခဲ့တယ်အဲ့ဒီလိုပေါ့နော်ဒါသစ္စာရဲ့လက်တွေ့ပြတဲ့အစွမ်းတစ်ခုနောက်တစ်ခုက နောက်တစ်ခုကတော့ဒါအခုဖုခက်ကတက္ကရာမတွေတွေ့ရင်သိပါလိမ့်မယ်အဲဘုန်းတို့ပြီးခဲ့တဲ့တပေါင်းလာပြည့်နေ့ကဖုခက်ထိုင်းနိုင်ငံဖုခက်မြို့ကိုဒီဟာကိုကြွားတယ်ဖုခက်ဆိုတဲ့သဘောအရထိုင်းနိုင်ငံရဲ့တောင်ပိုင်းကကျွန်းမြို့ကျွန်းမြို့ဆိုတာသူကကုန်းမြင်နဲ့လွတ်နေတဲ့ကျွန်းမြို့တော့မဟုတ်ဘူးကုန်းမကြီးနဲ့ဆက်ဆက်နေတဲ့ကျွန်းတို့တော့ဖုခက်ရဲ့ဟိုးဘက်မှာပင်လယ်ပဲရှိတော့တယ်ပင်လယ်ထဲရောက်နေတဲ့ထူးထွက်နေတဲ့ကျွန်းပေါ့အဲ့တော့ကျွန်းတွေရဲ့သဘောတဘာဝအရတော်တော်များများလဲကြားဖို့ပါလိမ့်မယ်စောင့်ရသည်မရှိဘူး ဘုံသေးလင်္ကာမှာကြောင်းတက်ခဲတော့လည်းအဲ့လိုပဲမိုးရွာခြင်းနဲ့ချိန်ရွာတာအဲ့တော့ဆောင်းရည်တည်းမရှိဘူးနှွေနဲ့မိုးပဲရှိတယ်ဆိုတော့ရွာခြင်းနဲ့ချိန်ရွာတယ်အဲ့တော့ဖူးခက်ကလည်းအမြဲတမ်းလူလူမိုးရွာတတ်တယ်ဘုံမကြွခင်ကလည်းမိုးတွေရွာတယ်ဘုံကြွနေစဲကာလမှာလည်းမိုးတွေရွာတယ်အဲ့လိုမျိုးတရားပွဲရောက်လာပြီတပေါင်းလာပြီနေဘုံကတရားပွဲဘုံက၂ရက်လောက်ကြူရအဖူခက်ကိုတော့အတရားပွဲရက်မှာရောက်တယ်73ရက်အင်္ဂလိပ်သူ73ရက်နေမြန်မာလိုတပေါင်းလာပြည့်နေမနေ့ပိုင်းလေရင်နဲ့ဘန်ကောက်ကနေရောက်သွားတယ် အဲ့ဒီနေတနေ့လုံးကတခါတည်းမိုးတွေအုံဆိုင်အုံမှိုင်းပြီးတော့မနေ့ပိုင်းအဲဒါဘုံကတတိထားနေတော့သိတယ်ပေါ့လေနောက်နေကင်းလောက်ကြတော့ဩနေလေးပြန်ထွက်လာပြီးတော့နေအောင်လေးပွင့်သွားတယ်အတော်သေးတယ်ပေါ့နောက်အတရားပွဲမှာသူတို့ကကြကြနန်းနာပဲကြိုးစားကြတယ်ပြင်ဆင်ကြတယ်တရားပွဲပင်တာကတော့ဒါကိုကိုကျော်လင်းဆိုးတို့မက်ဆင်ဆင်တို့အဓိကပေါ့လေသူတို့ပင့်တယ်ပြီးတော့သူတို့တရားပွဲအတွက်ပေါ့လေဓမ္မ လင်ကိုကြကြနနဆင်းရင်တယ်စာရန်နေပါတွေထိုးတယ်အပိတ်တွေပါတယ်အကုန်လုံးပေါ့လေတရားပွဲတစ်ပွဲမှရှိတင်ရှိတိုက်တဲ့ဒီအစင်တန်စာတွေတို့အကုန်ဆင်းနေပြင်းတယ်တရားပွဲက7နာရီစမယ်ညနေ6နာရီတာမိုးရအောင်မိုင်အောင်ဆိုင်ပြီးတော့ဒီကောင်းဝယ်တကူလို့မဲနေတယ်မဲနေတော့ဟိုတရားပွဲအကျိုးဆောင်တွေကလှန့်လျှောက်ကြတယ်ဖို့မို့ရေးတရားပွဲတော့ဒုက္ခပဲစိတ်ပူနေရတယ်အောက်ကအဆင်ပြေတယ်အောက်ဆိုတာတို့အပြင်းဆင်ပေါ့လေ အာကောင်းကင်ကိုတော့စိတ်ပူနေရတယ်ဖုန်းကစိတ်မပူပါနဲ့ဖုန်းမှာအဆောင်ရှိပါတယ်အဲ့လိုအုံဆိုင်အုံမိုင်းတဲ့နောက်ဖုန်းတော့လဲ weather map ကိုကြည့်လိုက်တယ် weather map မှာလဲဖူကက်တမျိုးလုံးမှာ drizzle လေးတွေကျနေပြီယွာနေပြီဒီ map ထဲမှာယွာနေပြီဒါပေမဲ့ဖုန်းတို့တရားဝဲကျင်းပါတဲ့နေရာမှာယွာဘူးနော်အဲ့တော့ကြည့်လိုက်တယ်ခွန်နာကြီးတော့ဂျင်းသေးရွာမေရွာရင်ရွာနှုံးက60တဲ့အဖုံတွေ့တယ်60တော့ဂျင်းသေးတယ်ပေါ့နောက်တစ်ခါတနာကြီးလောက်ကြာလိုက်ကြ80ဖြစ်သွားတယ်အဲ့ဒီနေရာရာသီဥတုက အာဒါဆိုရင်တော့9နာရီလောက်တော့ရွာမလားမသိဘူးအဲ့ချိန်မှာဘုံကအာဒီအတွက်ငါမအားကိုးစရာရှိတယ်ငါအဆောင်ကမေတ္တာနဲ့သစ္စာပဲဆိုပြီးတော့ဘုံကဘာလုပ်လဲလို့ဆိုတော့ဒါတကယ်မှတည်းဟိုတယ်မှာထားပေးတာပေါ့လေတဲပေါ့အဲ့တော့ဘုံကဘာလုပ်လဲဆိုတော့ပထမဆုံးမေတ္တာပို့တယ်ဖျားတပည့်တော်ကိုတရားပွဲပင့်တဲ့ဖုခက်မှာရှိကြတဲ့တရားပွဲကျိုးဆောင်များဖုခက်နေတကွာထိုင်းနိုင်ငံတဝန်းလုံးမှာဒီအသက်မူဝမ်းကြောင်းပြုကြတယ်မြန်မာပြည်သူပြည်သားများထိုင်းနိုင်ငံသားများအားလုံးချမ်းသာကြပါစေဒါမေတ္တာအခြေခံလိုက်တယ် မေတ္တာခြေခံပြီးတော့ဘုံကဘာသစ္စာပြုလဲဆိုတော့ဗျက်စော်ဘုရားဘုရားတပည့်တော်သည်ယခုတရားဝဲကြွရောက်ပြီးတော့ဟောကြားတာဒီဝိထုကျင်းွေအဓိကမဟုတ်ပါဘူးဗျာဝိထုကျင်းွေလူသည်ဖြစ်စေမလူသည်ဖြစ်စေဘုရားတပည့်တော်ဟောလိုက်တဲ့မြတ်စွာဘုရားရဲ့တရားဓမ္မများကိုဂရဂမများနားလည်သွားဖို့ဒါလေအဋ္ဌကထားဟောပါမယ်ဗျာအင်ပကံတို့သစ္စာစကားကြောင့်တရားဝဲကြီးအနောက်ရှက်မရှိအောင်မြင်ပါစေဘုံတို့သစ္စာဆိုလိုက်တယ်မိုးရီကတော့မဲနေတာပဲဒါပေမဲ့တပေါင်းမှမကြောက် ခါနောက်နေ့ကျတော့ဟိုသတင်းကြရတယ်ဟုတ်တခြားနေရာတွေမှာမိုးရွာတယ်ဖျားတဲ့တခြားရက်ွက်ရက်ွက်အကုန်လုံးနှီးပါမှာမိုးရွာတယ်ဒါပေမဲ့ဖုန်းတို့တရားပွဲကျင်းပါတယ်ရက်ွက်မှာမိုးမရွာဘူးဒါလေးကတော့သစ္စာနဲ့ပတ်သက်ပြီးတော့ဆွမ်းသက်တီလေးပြောတာဖုန်းတော်ရဲ့ယုံကြည်တယ်ကိုသစ္စာမို့ကိုပြောတာမို့ဘသူပစ္စာမဆိုးကောင်းမှုသာမှန်ရင်သစ္စာသာမှန်ရင်အစွမ်းထက်မှာအသေးချာပဲဖြစ်ပါတယ်ဒါမျက်စွာဘုရားဟောကြားထားတယ်လမ်းစဉ်လမ်းကြောင်းအားကိုးစရာပဲဖြစ်ပါတယ်ဒါကြောင့် ဟိုဘေးအန္တရာယ်ကြုံနေကြတဲ့အကြောက်လန့်တခြားနေနေရတဲ့ဘုန်းတော်အပြစ်မဲ့တဲ့ပြည်သူတွေလည်းပဲတန်ဃာတော်တွေလည်းပဲကိုသစ္စာကိုယုံကြည်စေချင်ပါတယ်ဒါဘုန်းတော်ကငါသစ္စာထက်မြက်တယ်ဒီလိုမပြောဘူးเนาะသစ္စာတရားမှန်ရင်ထက်မြက်ပါတယ်အစွမ်းထက်ပါတယ်အစွမ်းလည်းရှိပါတယ်အလုံးဟိုမေတ္တာစီးနဲ့ရှင်မအေးကြပါစီသစ္စာဆောင်လို့အလုံးဘေးရန်တွေအောင်ကြပါစီကိုစိတ်နဲ့ဖျားဘေးရန်ကိုအချမ်းမှချမ်းသာကြပါစီ